နိုင်ငံတကာသတင်းတပုတ်အနေနဲ့မြန်မာနိုင်ငံအွန်လိုင်းလိမ်လည်မှုစင်တာက ထွက်ပြေးလာတဲ့အိန္ဒိယနိုင်ငံသား900ကိုလေရင်နဲ့ပြန်ခေါ်မဲ့သတင်းတွေကိုတင်ဆက်ပေးသွားပါမယ်။အိန္ဒိယနိုင်ငံသားရေးဝင်ကြီးဌာနပြောရေးဆိုခွင့်ရှိသူယန်ဒီယာဂျိုင်ဆယ်က ထိုင်းနိုင်ငံရှိအိန္ဒိယတန်ယုံဟာမြန်မာနိုင်ငံအွန်လိုင်းလိမ်လည်မှုစင်တာကထွက်ပြေးလာကြတဲ့အိန္ဒိယနိုင်ငံသားတွေကိုပြန်ခေါ်မယ်လို့ဆိုပါတယ်။နိုင်ငံသားဟုတ်မဟုတ်ကိုအတိပြုဖို့စစ်ဆေးနေပြီးသူတို့ကိုပြန်လည်ခေါ်ယူဖို့ထိုင်းနိုင်ငံနဲ့ပူးပေါင်းဆောင်ရွက်နေတယ်လို့ပြောကြားခဲ့ပါတယ်။မြန်မာနိုင်ငံနယ်စပ်ရှိအွန်လိုင်းလိမ်လည်မှုစင်တာကနေထွက်ပြေးလာကြတဲ့ အိန္ဒိယနိုင်ငံသား900ခန်းကိုပြန်လည်ပို့ဆောင်ဖို့အတွက်ထိုင်းနိုင်ငံကိုလေယာဉ်တစ်စင်းစေလို့ဖို့အိန္ဒိယကစီစဉ်ထားတယ်လို့ထိုင်းဝန်ကြီးချုပ်အနုတင်ကလည်းအတည်ပြုပြောကြားခဲ့ပါတယ်။ပြီးခဲ့တဲ့အပတ်ကစပြီး KK Pack Cyber ရာဇဝဲမှုကိုမြန်မာစစ်တပ်ကစစ်စင်ရေးတွေပြုလုပ်ခဲ့ပြီးနိုင်ငံပေါင်း28နိုင်ငံကလူထောင်900ကျော်ဟာထိုင်းနယ်စပ်မြို့မဲဆောက်ကို ထွက်ပြေးခဲ့ကြတယ်လို့ထိုင်းဒေသဆိုင်ရာအာဏာပိုင်တွေကပြောကြားခဲ့ပါတယ်။ မြန်မာနယ်စပ်မြဝတီမြို့အနီးရှိ KK ဖက်ဟာနိုင်ငံတကာဆိုက်ဘာလိမ်လည်မှုတွေမှာပါဝင်ပတ်သက်မှုအတွက်နာမည်ဆိုးနဲ့ကြော်ကြားနေတယ်လို့ဆိုပါတယ်။အိန္ဒိယကိုပြန်မဲ့အိန္ဒိယနိုင်ငံသား900အတွက်တရားဝင်စီစစ် အတည်ပြုခြင်းလုပ်ငန်းစဉ်ကိုအချိန်မြင့်တင်ဖို့အိန္ဒိယတန်အမတ်ကြီးဟာထိုင်းလူဝင်မှုကြီးကြပ်ရေးဌာနအကြီးအကဲနဲ့တွေ့ဆုံမှာဖြစ်တယ်လို့ထိုင်းဝန်ကြီးချုပ်အနုတင်ကပြောကြားခဲ့ပါတယ်ရှင်။